နော်ကျမတို့အဲ့ဒီမွန်ပြည်နယ်ကမေတော်ကြီးကိုထိပြူဆောင်တဲ့ကိစ္စထိပြူဆောင်ပြီးပြလင်ပေါ်မှာထိုင်ပြီးတော့တရားဟောတဲ့အမှုတစ်ခုနဲ့ဖမ်းတယ်ဆိုလို့ရှိရင်တော့ဒီဖုန်ကြီးတွေကိုကျမတို့ကကိုငဘိုတဲကမှကျမကသင်္ကန်းကရုံးတုံးပြီးသင်္ကန်းဝတ်ထားတိုင်းကျမဥတုံးချိန်ချတာမဟုတ်ဘူးကျမမှာစောင့်ထိန်းတာ၅ပါးတိလာပဲရှိတယ်၅ပါးတိလာပဲရှိတယ် အဲ့ဒီငါးပါးတီလလုံးုံအောင်စောင့်ထိန်နေတဲ့ဂျမကကရုံတုံးပြီးတော့သင်ငန်းဝတ်ထားတိုင်းသင်ငန်းခြုံထားတိုင်းဂျမမကတော့ဘူးကရုံတုံးထားတိုင်းသင်ငန်းဝတ်ထားတိုင်းနဲ့တချို့ကငါးပါးမပြောနဲ့တီလနှစ်ပါးတော့မမြဲတဲ့ဖုံးကြီးတွေရှိတယ်เนาะအဲ့တော့လူတွေကဘာမသိညာမသိနဲ့ လူလဲဟုတ်ချင်ဟုတ်မှာပေါ့ဟုတ်ချင်မှလည်းဟုတ်မှာပေါ့ဖုန်ကြီးတွေရဲ့တိတ်ခါပုတ်က220နဲ့228တွယ်တော့တိတ်ခါပုတ်ရှိတယ်အဲ့228တွယ်မပြောနဲ့ငါးပါးတိလာတာအဲ့ဖုန်ကြီးဆောင်းထိန်နိုင်လို့လားဟိုကြီးကြီးကျယ်ကျယ်နဲ့220နဲ့228တွယ်တော့တိတ်ခါပုတ်ကစာအုပ်ထဲမှာပဲရှိရလေဘယ်ဖုန်ကြီးလိုက်နာတာရှိလဲခုခေတ်မှာပြောစမ်းပါဦး